ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကဥကျော်ဦးပါဥကျော်ဥကျော်ဦးဟုတ်ပြီ52နှစ်ပါဆရာကြီးဟုတ်ပြီအရွယ်ကောင်းနေနော်ဟုတ်ကဲ့ပါဆရာကြီးအမျိုးသားကြီးဆိုတော့တောင်တော်မြည်ကြမှာပါကြီးဟုတ်ကဲ့ဆရာကြီးမေပါထိုင်းနိုင်ငံမှာတဲ့နိုင်ငံသားမှာပေါ့နော်သူကနိုင်ငံသားဆိုဘယ်နိုင်ငံလဲဆိုတော့ထိုင်းနိုင်ငံလို့ပြောတယ်သုံးတက်သားစီတဲ့အလုပ်ကိုလုပ်ပါတယ်တဲ့သုံးတက်သားစီတာဟုတ်ဟုတ်ပြီဟာ ဆရာကြီးခင်ဗျာတဲ့သုံးတသားဆိုတစ်သားသုံးတသားပြောတာလားဟုတ်ကဲ့ဆရာကြီးအဲ့ဒါကိုစီတာပေါ့နော်ဟိုတစ်သားဆက်ယုံဘာလို့နေမှာပေါ့နော်ဆရာကြီးဟုတ်ပါဘူးတစ်ဆက်ပေါ့တစ်ဆက်ပေါ့တစ်ဆက်မှာသုံးတသားစီတဲ့အလုပ်ကိုလုပ်ပါတယ်တဲ့ဆရာကြီးခင်ဗျာတဲ့ခေါင်းတုံခေါင်းမူနေတိုင်းညတိုင်းဖြစ်နေပါတယ်တဲ့ဟုတ်ပြီအာယုံကျော်နဲ့ဆိုင်ပါသလားတဲ့တည့်ရဆိုင်ပါလေဟုတ်ကဲ့ဆရာကြီးအထူးသဖြင့်အလေးပင်မာတာကိုရှောင်ပါမယ် ုတ်ကဲ့ဆရာကြီးတော့မမဆောင်းသားလို့မရလေပဲခါကိုမှတ်ထားပြီးတော့ဟုတ်ကဲ့ဆရာကြီးမှတ်ပါမှာပါခါကိုကိုးပြီးတော့ဇက်ကိုအောက်ကိုငုတ်ပြီးမရရင်တော့ဒါပို့ဆိုရက်ပါတယ်ဟုတ်ကဲ့ဆရာကြီးနောက်ပက်လက်ကထိုင်ထိုင်တာမျိုးလုံဝဆောင်းပါဟုတ်ကဲ့ဆရာကြီး။နောက်အိတ်တဲ့အခါမှာခေါင်းအမြင့်မြင့်မဲ့ဥပါနဲ့မှုရတယ်မသုံးပါနဲ့မှုရသုံးခြင်းနဲ့မှုရပေါ်မှာတင်ပြပြခင်းပြီးမှအိတ်ပါ။ဟုတ်ကဲ့ဆရာ။တင်ပြပြတော့ဖြစ်နိုင်မယ်ဆိုရင် နှစ်ချက်သုံးချက်တော့ထပ်ခင်လိုက်ဟုတ်ကဲ့ဆရာအရာကိုလေဟုတ်ကဲ့ဆရာဆရာအရာဆိုကိုနှစ်ချက်ခင်တာတွေ့လားလေးချက်လောက်ရှိရလေးချက်ရှိတယ်ခင်တာလားဟုတ်ကဲ့ဆရာအဲ့တော့ဘာထူးလဲဆိုတော့အိတ်တဲ့အခါမှလည်းလူသက်သာတယ်ဟုတ်ကဲ့ဆရာတော့ပူနေပြီအေးတယ်အေးဟုတ်ကဲ့အေးနေပြီပူနွေးတယ်နွေးတယ်ပေါ့ဟုတ်ကဲ့ဆရာအဲ့လိုမျှတာတယ်နေရတာလေဟုတ်ကဲ့ပါဆရာအဲ့လိုလေးနေပြီပါလို့ပြောလို့ပါလေဗျာ तू ကလေအာယုံကြောစေးတောက်နေပြီမဲတဲ့မသက်သာလို့ပါတဲ့ ်သူကအာယုံကြောစေးတောက်ပြီးမဲ့မသက်တာဥစ္စာတော့အာယုံကြောစေးလည်းတောက်တယ်ခုနကတော့ရှောင်းသိနေဆိုရင်အကျော်စားရင်တော့အာယုံကြောစေးမတိုးနိုင်ဘူးမတိုးနိုင်ဟုတ်ကဲ့ဆရာဤကြကွေးစမှုစားဘေးရကျော်ဟုတ်ကဲ့ဆရာငားကျော်ကြက်ကျော်ငမုတ်ကျော်အာလူကျော်နော်သမင်းကျော်ခောက်ဆွဲကျော်အဲ့လိုအကျော်တွေမှန်သမျှရှောင်းပါလို့ဟုတ်ကဲ့ပါဆရာအဲ့တော့ဖြစ်နိုင်ရင်ဖြစ်နိုင်ရင်ရင်းနှီးရင်တော့ဆရာတို့ပြောနေတာ ကိုယ်မှရဲ့ဒေဦးကိုရည်စည်းပြီးတိတ်နေလိုက်လို့ဟုတ်ကဲ့ဆရာပြုတ်တာတို့ပေါင်းတာတို့နှက်တာတို့ရှင်ရီတို့ဟင်းဂျူတို့ဟုတ်ကဲ့ပါဆရာအတုတ်တို့အဲ့လိုမျိုးစားပါတို့ဟုတ်ကဲ့ပါဆရာဟင်းစားဖို့ကတော့ချင်ခါအေးပါနော်ဆရာပုံမှန်စားတာချင်ခါအေးစားပါဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးစားဝနာခင်ဗျာရှင်ကြပါစီဗျာ